ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုကြောက်ရောက်လာမဲ့1389ခုနှစ်တနစ်တာလုံးအတွက်ဗုဒ္ဓဦးသားသမီးများအတွက်ရှောင်းရံဆောင်ရံလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့လင်းမြအောင်ဖြစ်ပါတယ်အခုကြောက်ရောက်လာမဲ့1389ခုနှစ်အတွင်းဗုဒ္ဓဦးသားသမီးများအားလုံးဟာဒီနေ့ထဲမှာစီးပွားရေးလုပ်ငန်းတွေမှာစိတ်ပူပန်စရာတွေစီးပွားရေးလုပ်ငန်းတွေမှာအခက်အခဲစိတ်နှောက်ရှက်စိတ်ပုံဝင်မကြစရာမျိုးလေးတွေနဲ့ကြုံတွေ့ရတဲ့နေ့ဖြစ်တဲ့အတွက်စီးပွားရေးလုပ်ငန်းကြီးကြီးမားမားငွေကြီးမင်းများဆက်ဆက်ရင်းနှီးရမဲ့လုပ်ငန်းတွေမှာ အထုသတိထားပြီးတော့လောရမှာဖြစ်ပါတယ်เนาะအဲ့တော့ငွေကြေးအပူတော့ကလေးလေးလည်းကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်ဒီနေ့တည်းမှာငွေကြေးသုံးဆမှုအထုသတိထားရမယ့်နှစ်ဖြစ်ပါတယ်เนาะအဲ့တော့လုံမွေးမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့လုပ်ငန်းသူကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းဆွေမျိုးပေါင်းသင်းတွေနဲ့အခက်အခဲလေးတွေကြုံတွေ့ရတာမျိုးတွေစိတ်ပဝင်မကြတဲ့အရာတွေနဲ့ကြုံတွေ့ရတဲ့နှစ်ဖြစ်ပါတယ်ဒါကြောင့်မလို့လုံမွေးမှာဆိုလို့ရှိရင်လည်းအပြောအဆိုအထုသတိထားရမယ့်နှစ်ဖြစ်ပါတယ်เนาะကျမ်းမာကြီးရဆိုလို့ရှိရင်လည်းကျမ်းမာကြီးတချောင်ချောင်ဖြစ်နေတာမျိုးတွေ ဘာမှကြီးကြီးမားမားယောဂမဟုတ်ဘဲနဲ့အမြင်မပြတ်တာမျိုးတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေစိတ်ပူပန်စရာတွေငွေကုန်ကြီးကြပ်များလာတာမျိုးတွေကြုံတွေ့ရတဲ့နေ့ဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျမ်းမာရေးကအစားအသောက်အနေထိုင်အသွာလာအထူးသတိပြုရမယ့်နေ့ဖြစ်ပါတယ်နော်ဒီနေ့မှာခြေလေးကြောင်းသားအထူးသဖြင့်အမဲသားရှောင်းမယ်နော်အမဲသားတတိထားမယ်နော်အမဲသားမစားရင်ပိုကောင်းပါတယ်ဒီနေ့ထဲမှာအိမ်တော်ရေးအနေနဲ့စိတ်ပူပန်စရာတွေအိမ်တော်ရေးအနေနဲ့စိတ်နှောက်ယှက်ဖြစ်စရာမျိုးတွေဘာမဟုတ်တဲ့သတင်းတွေကြားရတာမျိုးတွေ စိတ်ပူပန်စရာသတင်းတွေကြားရတာမျိုးတွေအဲ့လိုမျိုးတွေကျွန်တော်ရတဲ့နေ့ဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်ဆောင်ကြီးမှာအခက်ခဲတွေကြားရောက်လာပြီဆိုလို့ရှိရင်ကိုယ်တိုင်မျက်ဝါးထင်နေမတွေ့ရပဲနဲ့ဘာတစ်ခုမှမဆုံးဖြတ်ပါနဲ့ဗျာနော်အိမ်ဆောင်ကြီးမှာအခက်ခဲတွေကြုံတွေ့ကြုံတွေ့ရတဲ့ပါတယ်နော်အဲ့တော့ခြေရင်းမှာလည်းထုံနေတူသွားပါပဲအခြေရေးကိစ္စနဲ့ပတ်သက်လို့အထင်လွဲမြင်လွဲတွေဖြစ်စရာမျိုးတွေတရားနဲ့တရားအမုန်းတရားတွေပေါ်လာတာမျိုးတွေဖြစ်တတ်ပါတယ်နော်ဒါကြောင့်မလို့အခြေရေးကိုလည်းထုတ်သတိထားရမှာဖြစ်ပါတယ်အဲ့တော့1989ခုနှစ် 1989ခုနှစ်တနစ်တာလုံးဗုဒ္ဓသာသမိများအားလုံးဟာစီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးအခြေရေးကိုအထူးသတိထားရမယ်နှစ်တစ်နှစ်လည်းဖြစ်နေပါတယ်เนาะဒါကြောင့်မလို့အထူးသတိထားရမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့ဒီအញ្ញခိုက်တွေပြေပြောက်သွားအောင်ဆိုလို့ရှိရင်ဗုဒ္ဓနေ့မနက်9:45မှာကိုယ့်ရဲ့အိမ်ဖျားမှာပေါ့เนาะမေမြုပ်16ခွင့်လှူပြီးတော့ကိုဖြစ်ရင်တဲ့ဆန္ဒကို၄နှစ်စွာဆူတော်ခြင်းအဖြစ်ဒီအញ្ញန်တွေကတိတိကျကျပြေပြောက်သွားပါလိမ့်မယ်เนาะအဲ့တော့ဒီနေ့တည်းမှာဘာသာတရားကိုတက်နိုင်တယ်လို့အားထုတ်မယ်ကိုဖြစ်ရှင်တဲ့ဆန္ဒတွေကိုလည်း အတိနဲ့တတိရှင်ပြီးတော့တိလောမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ဘာသာတရားကိုလောလုံးဝမမိပါနဲ့နော်အဲ့တော့ယရိယာလေးကဗုဒ္ဓဦးနေမနက်9:45မိနစ်မှာကိုယ့်ရဲ့နေရင်ဖျားမှာမေမျိုး16ပွင့်လှူပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒကိုသုတော်ခြင်းအားဖြင့်ကံပွင့်စံပွင့်လက်လာပါတွေပွင့်လန်းပြီးတော့ကောင်းကျိုးလိုရင်ဆန္ဒတွေရရှိပါလိမ့်မယ်နော်ကျွန်တော်မိတ်ဆွေတွေအားလုံးကျေးဇူးတင်ပါတယ်နော်